Who? 8 welcome to dairy show ကအပိုက်တိုင်းမှာပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာနေပါတယ်အခု episode 3ကို1908ခုနှစ်မှာစတင်ထားတဲ့1908ဆိုတာက Bunny Wise the Clown ဆိုတဲ့ပုံရိပ်ကို8ကစပြီးတော့အသွင်ယူတဲ့ခုနှစ်လို့ပြောရင်လည်းမမှားပါဘူးဘာလို့လဲဆိုတော့စာအုပ်ထဲမှာရေးထားပုံအရဆိုရင်အစောပိုင်းနှစ်တွေမှာ80လူပုံစံဆိုတာထက်တတဝါကြီးတွေအကောင်ကြီးတွေလေးဘောပြန်နိုင်တဲ့မကောင်ဆိုးဝါးကြီးတွေအတွင်ကိုယူပြီးတော့လူတွေကို6လန့်စားသုံးခဲ့တာပါတို့ပေမဲ့လူဆိုတဲ့ထုံးစံအတိုင်းအကောင်ကြီးတွေကို ြင်တဲ့အခါမှာထွက်ပြေးကြတဲ့ခုခံကြတဲ့လူသားတွေကိုတိုက်ခိုက်နိုင်တာဟာလူသားတွေကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကို it ကတဖြည်းဖြည်းရှာဖွေတရှိသွားခဲ့ပါတယ်။ But still သူလိုမျိုးမကောင်းတဲ့ evil spirit တစ်ခုအတွက်လူ form ကိုယူရမှာလူတွေကြားမှာနေရမှာလူတွေနဲ့ socialize လုပ်ဖို့စကားပြောဖို့အတွက်ဆိုတာကလည်းမဖြစ်နိုင်ပြန်ဘူး။ဆိုဒီလို1908ခုနှစ်အရောက်မှာ Derry မြို့ကို Bob Gray ဆိုသူကသူ့ရဲ့ circus တွေ freak show တွေလူထူးဆန်းဖျော်ဖြေပွဲတွေကိုယူလာတဲ့အခါမှာအဲ့ဒီအထက်ကမှ clown ပုံစံလူပြက်ပုံစံ န်ကသူနဲ့အလိုက်ဖက်ဆုံးဖြစ်တာကြောင့် it ကယူပြလိုက်တယ်အဲဒီကနေမှစပြီးတော့ Pennywise the Clown ဆိုတဲ့ပုံစံဖြစ်လာခဲ့ခြင်းဖြစ်ပါတယ် of course clown လူပြတ်ဆိုတာနဲ့ကိုကြားတာနဲ့ကြောက်နေကြတဲ့လူတစုကရှိပြီးသား ဒါအပြင်ခလောင်းတွေကိုနိုင်ငံခြားမှာဆိုရင်ကလေးတွေရဲ့မွေးနေ့ပြပွဲတွေမှာခေါ်တက်တာကြောင့်ကလေးတွေကိုချင်းကပ်ဖို့အတွက်အလွယ်ဆုံးပုံစံဖြစ်တဲ့ and the same time ကလေးတွေကိုခြောက်လန့်ဖို့အတွက်လည်းအလွယ်ဆုံးပုံစံဖြစ်ပါတယ်ဒီ show မှာရိုက်ပြထားပုံကိုလည်းတဘောကြမိရဲ့ it ဆိုတဲ့အရာကြီးကနေရာတကာမှာရှိနေတဲ့အရာရာကိုဖျက်ဆီးပစ်နေတဲ့မျိုးတစ်မျိုးရဲ့လူအများစုပျော်ရွှင်နေကြတဲ့နေရာတစ်ခုကစားပွဲတွေရှိတဲ့နေရာမှာသူဟာကြောက်စရာကြောင်တောင်တောင်ပုံစံမျိုးနဲ့ရက်နေလိမ့်မယ်အပျော်ကနေအပျက်စီကိုရောက်သွားအောင်အတွက်ဆွဲသွင်းနေလိမ့်မယ် it ဒီ ီမှာအဖိုးကြီးအတွင်ကိုယူပြီးတော့သူ့ရဲ့လဲစားခြင်းတွေနဲ့ပြည်နေတဲ့နေရာကြီးတွေကိုဆွဲခေါ်နေတဲ့လူတွေကိုဝင်စေခြင်းနဲ့ဆိုတာကိုရိုက်ပြထားပါတယ်ဒီနည်းနဲ့ပဲလေသူကလူတွေကလေးတွေကိုစားတုံးနေခြင်းမျိုးဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီအတိုင်း freak show ဆိုပြီးတော့ဝင်ကြီးကြတဲ့လူတွေဟာအထူးသဖြင့်လူကြီးတွေဟာမြင်ရတဲ့အရာတွေအတွက်ကြောက်လန့်မဲ့အစားတဟာဟာနဲ့ရှင်မောနေကြတယ်ဒါပေမဲ့လူတိုင်းတော့မဟုတ်ဘူးကြောက်လန့်တတ်တဲ့ကလေးတွေလူကြီးတွေလည်းပါဝင်နေမယ်အဲဒီလိုမျိုးကြောက်လန့်တတ်တဲ့သူတွေကို it က target ထားပြီးတော့တိုက်ခိုက်တာဖြစ် ပါတယ်။အန်လူတိုင်းစီမှာလည်းကိုစီကြောက်လန့်ခြင်းအမျိုးမျိုးရှိကြပါတယ်။ရိုက်ပြထားတာအရခလေးဒီအထဲကိုဝင်သွားတဲ့အခါမှာကြောက်စရာမှန်ရိပ်ရောင်နေဥရေတွဲလောင်းချိန်နေတဲ့အမွာတွေမြေခွေးလူသားတွေကိုခြောက်ခြားစရာပုံစံတွေနဲ့မြင်လိုက်ရတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကကောင်လေးကိုမကြောက်လန့်စေသေးဘူး။အစုံမှမြင်လိုက်ရတဲ့ Skeleton Man အယိုးပြိုင်ပြိုင်ကျနေတဲ့လူကြီးကတော့ခလေးကိုကြောက်လန့်စေတယ်ဆိုတာကိုမြင်လိုက်ရတယ်။ဒါကိုပဲသူကလိုချင်တာပါ။ဒါကြောင့်လဲနောက်တစ်ခေါက်ခလေးကိုတော်ထဲမှာတိုက်ခိုက်တဲ့အခါသူကအဲ့ဒီကောင်လေးကြောက်တဲ့ Skeleton Man အတွင်ကိုယူပြီးတော့6လမ်းခဲခြင်းဖြစ်ပါတယ်။ဒီ freak show ကြီးတစ်ခုလုံးကအစ်သည်ဒယ်ရီမျိုးကလူတွေဘာကိုကြောက်တတ်တယ်ဆိုတာသိရဖို့အတွက် experiment လုပ်ထားခြင်းစမ်းသပ်ထားခြင်းလို့ပြောရင်လည်းမမှားပါဘူး။ရွေးဖြင့်တဲကြီးရဲ့မှာ8ရက်မျက်လုံးအဝါလင်းလင်းကြီးတွေကိုလည်းမြင်လိုက်ရတယ်လို့ကြောင်တောင်တောင်တီလုံးမျိုးတွေကိုကြောက်လန့်ဖွယ်တီးပြနေတာကလည်း show ရဲ့ director Andy Mushia ဒီကကိုရိုင်းကမ်မီယိုအဖြစ်ပါဝင်ထားခြင်းဖြစ်ပါတယ်။ and show ကအပိုင်းနေရှိလာတာနဲ့အမျှသူပတာချိတ်ဆက်ပြီးတော့ဖြည့်ရှင်းကုန်ကြတာကိုလည်းသဘောကျမိရဲ့ဒီမှာမြင်ရ တဲ့ကြောက်လန့်နေတဲ့ကောင်လေးဟာတကယ်တော့ကြီးလာတဲ့အချိန်မှာ it ကိုရှာဖို့အတွက်လက်နက်အဖြစ်အသုံးချဖို့အတွက်ကြိုးစားနေတဲ့ဗိုလ်မှူးကြီး Francis Yaw ဖြစ်နေတယ်ဆိုတာကိုမြင်ရတယ်။စာအုပ်တွေထဲမှာ ਨੇ it chapter 2ရုပ်ရှင်မှာရှင်းပြထားတဲ့အတိုင်း Derry မျိုးကထွက်နိုင်ခဲ့တဲ့လူတွေဟာအချိန်တွေကြာလာတာနဲ့အမျှ Derry မျိုးနဲ့ပတ်သက်ပြီးတော့ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့လုံးဝမေ့သွားကြတယ်ဆိုတဲ့အတိုင်းဒီမှာဗိုလ်မှူးကြီးကလည်းသူ၆လန့်ခံခဲ့ရတာတွေကိုမေ့သွားခဲ့ပြီးဖြစ်ပါတယ်။ဘယ်သူမှခံစားချက်တခုကတော့ရှိနေတော့မယ်။ Derry မျိုးမှာအရာကြီးတခုခုရှိနေတယ် ယ်ဆိုတဲ့ခံစားချက်ကြောင့်ယခုပြန်ပြီးတော့ရောက်လာခဲ့ခြင်းဖြစ်ပါတယ် and of course တနီးတဖုံနဲ့ show ရဲ့နောက်ပိုင်းမှာပုံမူကြီးဒီ it နဲ့ပြန်တွေ့ပြီဆိုရင်လေ it ကသူကြောက်ခဲ့ဘူးတဲ့ skeleton man ပုံစံကြီးနဲ့ပြန်ပြီးတော့ခြောက်လန့်ပြတာမျိုးကိုမြင်ရပါလိမ့်မယ်ဇက်ပီတော်ထဲမှာတိုက်ခိုက်ခံရတဲ့အခါ rose ကလောက်လေးွားနဲ့ပြစ်လိုက်တာကြောင့် it ကနာကျင်သွားတယ်တွေးထွက်သွားတယ်ဆိုတာကိုမြင်ရပါလိမ့်မယ်ဒါကိုမြင်တော့ it ကငယ်သေးလို့ weak ဖြစ်တာလားလို့မကြမ်းသေးတာလားလို့ဆိုပြီးတော့အလာမေးကြတဲ့သူတွေရှိပါတယ်တကယ်တော့မဟုတ်ပါဘူးအရှိမရှင်းပြခဲ့လို့ သူကပဝင်းချင်းကိုအလိုက်ထိုက်လုပ်ဖို့၆လမ်းပို့အတွက်ကြိုးစားရတာမျိုးတွေအချိန်လေးကြာလာတာနဲ့အမျှပို့ပြီးတော့တိုးတက်လာတာဂျွန်းနဲ့လာတာမျိုးတွေပဲရှိပါတယ်။ Itsura ကြီးကစပြီးတော့ကြာလာတဲ့ကအခုအချိန်အထိကိုအစွမ်းအထက်ဆုံး entity တစ်ခုဖြစ်တာကြောင့်ပါဝါကျသွားတာမျိုးတို့တိုးထွားတာမျိုးတို့မရှိပါဘူး။ဒါကြောင့်လည်းသူ့ကိုအနိုင်ယူနိုင်တာဆိုလို့ psychic level စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမျိုးပဲရှိပါတယ်။ and it's easy အရန်ကိုလွယ်ကူပါတယ်။မင်းကငါကမကြောက်ဘူးကွာဆိုပြီးတော့မလိမ်မညာပဲနဲ့ရင်ထဲကယုံယုံကြည်ကြည်ပြောလိုက်နိုင်ရင်ကိုဒ the entity ကြီးကိုအပီးနိုင်သွားပြီ it ကိုနိုင်သွားပြီဖြစ်ပါတယ် it one ရုပ်ရှင်ထဲမှာဆိုရင် bill ကကြီးမရှိတဲ့တနတ်ကိုကြီးရှိပါတယ်လို့ယုံကြည်ပြီးတော့ပြစ်လိုက်တာက it ကိုအနိုင်ယူခဲ့တယ် it 2ရုပ်ရှင်မှာငကြောက်တယောက်ဖြစ်တဲ့ eddie ကဒီလန်ဟာမကောင်းဆိုးဝါးကိုတတ်နိုင်ပါတယ်လို့ယုံကြည်ပြီးတော့ဖြစ်ပေါက်လိုက်ခြင်းက it ကိုအနိုင်ယူနိုင်ခဲ့ပါတယ် and the same way ဒီမှာလဲ rose ကသူ့ရဲ့တငယ်ချင်းဖြစ်သူကိုကယ်တင်ဖို့အတွက်ယုံကြည်ချက်နဲ့လောက်လေးကွာကိုပြစ်လိုက်တာကြောင့် it ကိုတွေးထွက်သွားစေတဲ့အထိနာကျင်စေခဲ့ခြင်းလည်းဖြစ်ပါတယ် rose ကိုရိုင်းကလည်း ်ဒီမကောင်းဆိုးဝါးကြီးရှိနေတယ်ဆိုတာကိုသိလို့ဒီမကောင်းဆိုးဝါးကြီးကတော်ရဲကမထွက်ဘူးဆိုပြီးတော့ပြောတာကိုလည်းမြင်လိုက်ရပါတယ် meaning roasto ရဲ့ tribe native american လူမျိုးစုတွေက it ရဲ့တည်ရှိနေခြင်းကိုသိကြတဲ့အစီအရင်တွေလည်းရှိနေခဲ့ကြမယ်ဆိုပြီးတော့ရှင်းညွှန်းနေပါတယ်လက်ရှိခေတ်1962ကိုပြတဲ့အခါမှာတော့ rose ရဲ့မျိုးနွယ်ကို children of maturin maturin ရဲ့တာသမီများဆိုပြီးတော့နာမည်ပေးထားတာကိုမြင်လိုက်ရတယ်ဒါဒီစာအုပ်တွေထဲမှာမပါပေမဲ့ maturin ဆိုတာက cosmic dotology university ကိုထမ်းထားတဲ့လိ ကြီးရဲ့နာမည်ဖြစ်တာကြောင့်အဲ့ဒီမျိုးနွယ်တွေကလက်ကြီးကိုကိုးကွယ်ကြတာဒါမှမဟုတ်လက်ကြီးစီကနေပြီးတော့အကာအကွယ်ကိုရထားကြတယ်ဆိုတာမျိုးဖြစ်နိုင်ပါတယ်။ဇပီးလီလီကိုသူ့ရဲ့အမေကအယူရောင်တွေကနေပြီးတော့လာထုတ်တဲ့အခါဆရာဝန်တယောက်တီနောက်ထပ်ဆိုးလာအောင်မယ်ဆိုရင်ပို့ပြီးတော့ပြင်းထန်တဲ့ကုဒုံးလေးနဲ့ကုသရမယ်ဆိုပြီးတော့ပြောတာကိုကြားလိုက်ရပါတယ်။ဒါဒီ intro မှာမြင်ရတဲ့ laboratory မျက်လုံးတွေကိုတန်ချောင်းကြီးထိုးဆိုင်ပြီးတော့ကုသတဲ့နီလန်းမျိုးကိုရှင်ညွန်းခြင်းဖြစ်ပါလိမ့်မယ်။ပြီးတော့လီလီကို show တစ်ခုလုံးမှာအထူးဆန်းဆုံး character ကအားပေးနေတာ လမ်းပြပေးနေတယ်ဆိုတာကိုမြင်လိုက်ရပါတယ်။ဒယ်ရီမျိုးမှာအရာအလုံးကပျက်စီးခြင်းစီကိုဥတီနေချိန်မှာဒီမိမကိုတော့အကောင်ဆုံးပုံစံနဲ့အဖြူစင်ဆုံးပုံစံနဲ့မြင်ရတယ်။သူကိုလဝါကတိုင်ကြီးအောက်မှာတွေ့ရတာလီလီရဲ့လက်မှာလက်အဆောင်ကိုပြန်ဝစ်ပေးနေတာကိုမြင်ရတာကြောင့် maybe ဒီအမျိုးသမီးဒီ maturing လက်ကြီးကိုကိုစားပြူတာမျိုးလက်ကြီးရဲ့ form တခုခုများဖြစ်မလားဆိုတာကစိတ်ဝင်စားစရာပါပဲ။ဒါအပြင်အပိုက်တိုင်းမှာဆိုရင်လက်နဲ့ပတ်သက်တာတွေကိုအမြဲတမ်းထက်ထက်ရိုက်ပြနေတာဆိုတော့ရှိုးရဲ့အဆုံးမှာဖြစ်စေတကယ်ကြီး cosmic daughter ော့ University ကိုထမ်းထားတဲ့လက်ကြီးကိုမြင်ရသွားမယ်ဆိုရင်လည်းစိတ်ဝင်စားစရာပါပဲဒီအပိုက်အတွက်အဓိကဇလန်အနေနဲ့ကတော့ Ronnie ရဲ့အဖေသည်မှားယွင်းပြီးတော့တေတံပေးခံရမှာဆိုတဲ့အတွက်ကလေးတွေက it ကိုတပုံရိုက်ဖို့အတွက်ကြိုးစားကြခြင်းကိုရိုက်ပြထားပါတယ် and Ronnie ရဲ့အဖေကအကင်ခံရမယ်ဆိုပြီးတော့ပြောနေကြတာအရာရဲမှုကိုယ်တိုင်းလည်းကလေးတွေကိုတတ်တဲ့ကောင်ဆိုရင်ဘာဖြစ်တယ်ဆိုတာသိတယ်မလားဆိုပြီးပြောတာအရာဆိုရင် Hank ဒီ Shawshank Town ကိုရောက်လိမ့်မယ်လျှက်စစ်နဲ့တိုးပြီးတော့တေတံပေးခံရမယ်ဆိုပြီးတော့ရည်ရွယ်နေပါတယ် yes Shawshank Shank Town ဆိုတာက Stephen King စာအုပ်အကောင်းဆုံးရုပ်ရှင်တစ်ခု Shawshank Redemption ရုပ်ရှင်တွေကအကျဉ်းထောင်ဖြစ်ပါတယ်ပြီးတော့အကင်ခံရမယ်ဆိုတာကလည်း Stephen King စာအုပ်အကောင်းဆုံးရုပ်ရှင်တွေကတစ်ခုဖြစ်သေးတဲ့ Green Mile ရုပ်ရှင်တွေက John Coffey ဟာသူတကယ်မတက်ခဲ့တဲ့ကလေးတွေအတွက်ကြောင့်ဆွဆွဲခံရပြီးတော့ဓာတ်တုပ်ပြီးကွမျက်ခံခဲ့ရတယ်ဆိုတာကိုတိုက်ရိုက်ရှင်းညွှန်းထားပါတယ်တစ်ဖက်ကစစ်တပ်ကလည်း Dick Holloran ကို It နဲ့ပတ်သက်ပြီးတော့အာယုံခံစုံစမ်းမှုအတွက် Derry မျိုးတွေကိုလေရင်ပြန်နဲ့လွတ်လိုက်ကြတယ်ဒါပေမဲ့ Dick က It ကိုရှာတွေ့တော့တာမဟုတ်ဘဲနဲ့ It က ကဒိတ်ကိုရှာတွေ့သွားတာဖြစ်ခဲ့တယ်။ဒိတ်ရဲ့ခေါင်းထဲမှာရှိနေတဲ့မှတ်ဉာဏ်လေးကြုံတွေ့ခဲ့ရတဲ့စစ်ပွဲတွေကိုပါ it ကမြင်သွားခဲ့တယ်လို့ဒိတ်ကိုပါသူ့ရဲ့ဖွားဖြစ်သူပုံစံကိုအသုံးပြုပြီးတော့ပြန်လဲခြောက်လန်းခဲ့ပါသေးတယ်။တကယ်တော့ဒီမှာဆရာနှစ်ယောက်ကပညာပြိုင်ကြတာလို့ပြောရင်လည်းမမှားပါဘူး။ဒိတ်ကလည်းတနည်းတစ်ပုံစိတ်ပညာရှင်ပဲဖြစ်တာကြောင့်သူ့ရဲ့အဖွားပုံရိပ်ကိုမြင်ရတဲ့အခါသူ့ရဲ့အဖွားပုံရိပ်ကသူ့ကိုအမြန်ထွက်ပြေးဖို့အတွက်တတိပေး၊ကူညီပေးနေတယ်ဆိုတာကိုမြင်ရပါတယ်။ဆမ်ဟော့သူဒီလဲ it ကိုမြင်နိုင်တဲ့ it ဘာတွေလုပ်နေတယ်ဆိုတာကိုမြင် ြင်နိုင်တယ်ဆိုပြီးတော့ရှင်းညွှန်ပါတယ်အန်သူရဲ့အဖွားဆိုတာကလည်းအရေးကြီးပါတယ်တရှိုင်းနေညှို့ရှင်အရာဆိုရင်ဒစ်ရဲ့အဖွားမှာလည်းရှိုင်းလုံးနိုင်တဲ့ပါဝါရှိခဲ့ကြောင်းသူနဲ့သူရဲ့အဖွားတို့ကစကားတွေကိုပစက်မလုပ်ဘဲနဲ့ခေါင်းထဲမှာပဲစကားတွေပြောခဲ့ကြကြောင်းကိုလည်းရှင်းပြခဲ့ပူပါတယ် My grandmother and I could hold conversations entirely without ever opening our mouths she called it shining အစုံမှာတော့ကလေးတွေဒီ hang အဖြစ်မရှိဘူးဆိုတာကိုတတ်သိပြဖို့အတွက်တကယ်ကြီး it ရဲ့တည်ရှိမှုကို တပုံရိုင်းနိုင်ခဲ့တယ်။တင်ညိုင်းပုံမှာဒီတစ်ပိုင်းမှာ6လမ်းပုံဒီပုံမှာပြန်နေတဲ့တရေတွေအနောက်ကလိုက်ပြီးတော့6လမ်းနေဆိုတာကအနှဲငယ်ကလေးဆန်နေဆိုပြီးတော့ထင်ကြနိုင်ပေမဲ့တကယ်တော့အဲ့ဒါက rich ရဲ့အတွေးပုံရိပ်ပါ။သူတို့ကျူးပါမှာတော့ကနတ်ဆရာတွေရှိတယ်၊တရေတွေရှိတယ်ဆိုတဲ့ယုံကြည်မှုကို it ကအသက်ဝင်စေလိုက်ပြီးတော့ကလေးရဲ့ခေါင်းထဲမှာပုံဖော်ထားတဲ့အတိုင်းလေဘော်ကိုပြန်ဝဲပြီးတော့အနောက်ကနေလိုက်နေတဲ့တရေတွေပုံစံမျိုးနဲ့တိုက်ခိုက် ်ပြခဲ့ခြင်းဖြစ်ပါတယ်။အဆုံးမှာတော့သူတို့ကအောင်မြင်သွားပြီးဓပုံတွေကိုရလိုက်နိုင်တဲ့အခါဝေလျိုက်ခဲ့တဲ့ပုံစံကခလောင်းတယောက်လူပြတ်တယောက်ရဲ့ပုံစံဖြစ်တဲ့ဆိုပြီးတော့အတီးပြူလိုက်ကြပါတယ်။အခုအပိုက်အထီကိုလူပြတ်ပုံစံနဲ့ Penny Wise ကိုလုံးဝမပြသေးပေမဲ့နောက်အပိုက်ကနေစပြီးတော့ပြတော့မယ်ဆိုတာကသိချပါတယ်။ကလေးတွေကအတိတ်ကိုပြန်ပြီးတော့စာကြည့်တိုက်မှာဖြစ်စေရှာဖွေကြည့်တဲ့အခါဝေမြင်ခဲ့ရတဲ့ clown ဆိုတာနဲ့လေးလေးအရှိမမြင်ခဲ့ရတဲ့မုတ်ဘူးတွေပေါ်က Penny Wise ဆိုတဲ့နာမည်တွေကိုပေါင်းစပ်လိုက်ကြမယ်ဆိုရင်သူတို့ကို၆လန့်နေတာဒီ Penny Pennywise the Clown ဖြစ်ပါတယ်ဆိုပြီးတော့အဖြေရှာနိုင်သွားကြမယ်လို့ထင်ပါတယ်ဆိုပရိတ်သတ်တို့ကရော Itchio ကိုကြည်ရတာကြိုက်ကြရလားဗီဒီယိုတွေကိုကြိုက်ကြရလားနောက်ပိုက်တွေအတွက်လုတ်ပေးရအောင်မလားဆိုတာတွေကို comment section မှာရေးသွားခဲ့ကြပါအောင်ဗီဒီယိုကိုဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်